ဝုံမုံရှိနေတီယောက်ကြနိုင်ဖြောချိုရဲ့လောရတဲ့ကုံလုံးပေါပေါက်လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေပြည်သူတွေကတော့စိတ်တူနေကြပါပြီဝုံမုံရှိယောက်ကြနိုင်ဖြောချိုဟာအစတုန်းကတော့ဘူပီအချိုရဲ့ကုမ္ပဏီဥက္ကဋ္ဌကြီးရဲ့သားဖြစ်တဲ့အာလုံးတီကြတဲ့မော်ရယ်မိုးဆက်ဝိုင်းရဲ့အကူအရှင်ပဲဖြစ်ပါတယ်အလောက်တဲ့ဒီမချမ်းသာဘူးတန်းကြွယ်တတိပေါ့စာလေးပေါ့ဗျာ2023အာနာသိမ့်ပြီးတဲ့ကာလနောက်ပိုင်းမှာတော့ ဝမှုရှိရောက်ကြတဲ့မျိုးကျော်ရဲ့ချမ်းသာမှုအတတင်းကတတော်လေးကိုသုံးထိုးထူးတက်လာခဲ့တာဖြစ်ပြီးမယောင်းလိုက်သားဖြစ်တဲ့အောင်ပြဆုံးသမီးခင်ရင်တက်မွန်နဲ့လုံဟန်ခွဲ6ခုပေါင်းလောက်ကိုအတူတကွာထူထောင်လိုက်ပြီးတော့အခုချိန်မှဆိုရင်တော့ဖြစ်မြောင်းနိုင်ငံမှာတော့အလားအလာအကောင်းဆုံးပတိကြီးဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အမေရိကန်ဒေါ်လာတန်း800ကျော်လောက်ကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်ဆိုတော့တတော်လေးကိုချမ်းသာနေပြီဖြစ်တယ်မကြာခင်မှာနောက်၄-၅နှစ်အတွင်းမှာဘီလီယံနာတောင်ဖြစ်သွားနိုင်ပါတယ် ဆိုတော့အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာသူကတတော်လေးကိုချမ်းသာလာပါရဲ့အခုကိစ္စပါလဲဆိုတော့ပြည်သူတွေကိုပုံကျဲတက်နေတဲ့လေရင်ပေါ့ဗျာလေရင်တွေအတွက်လင်းစီတင်တွင်းတဲ့ဟာကဝမှုရှိရောချနိုင်ဖြောကျော်ကြီးကုမ္ပဏီကစစ်တပ်အတွက်တင်တွင်းပေးမှုတွေလှုပ်ဆောင်နေကြတဲ့တဲ့င်းတွေထွက်ပေါ်လာတာဖြစ်တဲ့အတွက်အမှုရှိကိုသွားဆဲနေကြပြီလေဖြစ်ပါရယ်အလုံးလေးတီချာတဲ့အချိန်မှာမင်းကြီးဆက်နေဆိုသလိုစကောင်းစီယာပြည်သူတွေကိုပုံကျဲတယ်ပြည်သူပေါင်းထောင်ပေါင်းများစွာတော့ဒီနှစ်တွေအတွင်းမှာတည်ဆုံကြရယ် ဆိုတော့ဒီအားလုံးရဲ့တရားခံကဝမှုရှိရောက်ချနိုင်ဖြိုးချိုဖြစ်နေတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝစိတ်ကူးနေကြတာပါဝမှုရှိရောက်ချနိုင်ဖြိုးချိုဟာကလင်ပေးတဲ့ဒေတာတွေကိုလည်းသိမ်းပေါင်းထောင်ပေါင်းတောင်ပေါင်းများစွာလှူဒန်းခဲ့သူတွေဖြစ်ပါရီဒါပေမဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီတော်လင်းစီတင်တွင်ပေးနေတာကတော်တော်လေးကိုဆိုးရွားနေတာဖြစ်တဲ့အတွက်တစ်ဖက်မှာတော့အလူတွေလုပ်ပြီးတစ်ဖက်မှာတော့လိတ္တမှုတွေကျူးလွန်နေတယ်ဆိုပြီးတော့အပြောခံနေရပြီလို့ဖြစ်ပါရီနော်